ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့နိုဝင်ဘာလ10ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်ပါဒီ channel လေးကမိပင်ဂျီနရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ထိချုံနေမီရီကိုစစ်ကောင်စီကတာလွန်အင်အားနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း MDY PDF ပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်အတူအရောင်ရွေးကောက်ပွဲအတွက်အာနာတိန်စစ်ကောင်စီဟာ MDY PDF ထင်းချုပ်စုမှုနေမြေတွေကို တာလွန်အင်အားများစွာအုံပြု၍ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကဒီကနေ့နိုဝင်ဘာလ၁၀ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာစစ်ကောင်စီကအတုအယောင်ရွေးကောက်ပွဲကျင်းပပြည်လုံးနိုင်ငံဆောင်ရွက်လျက်ရှိတဲ့အတွက်ရင်းမတိုင်မီမှာတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေရဲ့နေမီရီကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်းဆိုပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့လှုပ်ရှားစွန့်မှုရာနေမီများဖြစ်ကြတဲ့ မတရားမြို့နယ်စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့ဟာလည်းစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန်ရာထားတဲ့မြို့နယ်စည်ရင်းများမှာပါဝင်နေကြောင်းသိရှိရပါတယ်။ဒါကြောင့်လက်ရှိမှာမတရားမြို့နယ်စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့မှာတနေ့ထက်တနေ့စည်ရေးတိုက်ပွဲများပုံမပြင်းထန်လာနေတယ်လို့ MTY PDF ကဆိုပါတယ်။စူပါတီတာရင်းနေပြည်သူလူထုအနေနဲ့တိုက်ပွဲအတွင်းကြုံတွေ့ရနိုင်တဲ့အခြေအနေများနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြရတယ်။ ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံများလှုပ်ဆောင်ထားကြရန်လိုအပ်ကြောင်း MDY PDF ကမြစ်တာရက်ကန်တိုက်တွန်းထားပါတယ်။စစ်ကောင်စီရဲ့လက်ရှိထိုးစစ်ကိုကိုယ်စွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF ကထုတ်ပြန်အသိပေးထားပါတယ်။ပြည်သူ့တော်လှန်ရေးကြီးရဲ့အစုံးသက်ပန်းတိုင်ကိုရောက်သည့်အထိမစုံမနစ်ဆက်လက်ချီတက်သွားမယ်လို့လည်း MDY PDF မှပြည်သူများအားကြေပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ကြောက်ပြူမာအေအေနဲ့စစ်တပ်တို့နှစ်ရက်ဆက်တိုက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းပြိုကွဲကဖယိုဖယက်ပြန့်ကွဲသောကြောင့်တင်ဆက်ပေးပါမယ်။စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်မြန်မာစစ်တပ်နဲ့အမျိုးသားလွတ်မြောက်ရေးအတွက်တရားတော်ခုခံစစ်ကိုဆင်နွှဲနေတဲ့အရက်ခတ်တပ်တော်အေအေတို့အကြားကြောက်ပြူမြို့နယ်မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းမှပြိုကွဲသွားပြီးဖယိုဖယက်ပြန့်ကျသွားခဲ့တယ်လို့ဒေသရင်းစီတရင်းရှင်မြစ်တစ်ခုကပြောပါတယ်။ တိုင်းချောင်းဘက်ကိုထိုးနေတဲ့စစ်ကြောင်းကအတိနာနေတယ်။နေရက်ဆက်တိုက် ပြင်းထန်ဖြစ်ပြီးတော့စစ်ကြောင်းကပြိုကွဲပြီးပြန်ကျဲသွားတယ်။တချို့စစ်သားတွေကချောင်းဝဘက်ကိုဖျော်ဖျဲဆုတ်ခွာပြီးအဲ့ဒီမှာရှိတဲ့စစ်တပ်နဲ့ပူးပေါင်းသွားတယ်လို့ဆိုပါတယ်။စစ်တီအင်အား200ကျော်ခန့်နဲ့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့အေအေတို့ဟာချောင်းဝနဲ့တိုင်းချောင်းကြီးရွာပတ်ဝန်းကျင်တို့မှာယမနေ့နိုဝင်ဘာလ10ရက်နေ့ကစတင်တိုက်ပွဲပြင်းထန်နေခဲ့တယ်လို့သိရှိရပါတယ်။ ဒီကနေ့မှာတိုင်းချောင်းဘက်စစ်ကြောင်းကိုအေအေကအစွမ်းကုန်ထိုးဖောက်တိုက်ခိုက်ခဲ့ရမှာကြီးရည်လေးပြစ်ကူပေးနေတဲ့ဂျားတွေကစစ်တပ်စစ်ကြောင်းပြိုကွဲပြီးနေရအများအပြားကိုပြန်ကျဲသွားခဲ့တယ်လို့ဆိုပါတယ်အေအေကတော့ပိုင်မတိုက်တာပါနေမီလဲကျွမ်းတော့အပိုင်ရမှာကင်တဲ့သဘောပါတိုက်ပွဲကတိုင်းချောင်းနဲ့ချောင်းဝရွာနှစ်နေရာမှာဖြစ်နေတာစစ်တပ်ကကြီးရည်လေးပေါင်းပြီးထိုးစစ်ဆင်လာတာ ဒီကနေ့တိုင်းချောင်းဘက်ကစစ်ကြောင်းပြိုကွက်နေပြီးတချို့ကချောင်းဝရွာဘက်ကစစ်ကြောင်းနဲ့ပူးပေါင်းတွားကြတာဖြစ်ပါတယ်လို့သူကဆက်လက်ပြောဆိုပါတယ်။တိုင်းချောင်းရွာဘက်ကစစ်ကြောင်းပြိုကွက်နေပြီးတပ်ဖွဲ့ဝင်အချို့ချောင်းဝကျေးရွာစစ်ကြောင်းကိုဖျို့ဖျက်နောက်ဆုတ်ဆင်းမှာအေအေကလိုက်လံတိုက်ခိုက်တဲ့အတွက်တိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။မြန်မာစစ်တပ်ဟာအေအေကိုလေကြောင်းမှ Jet Fighter နဲ့ Drone များဖြင့်ပြင်းပြင်းထန်ထန်တိုက်ခိုက်တယ်လို့ Navy လက်နက်ကြီးများနဲ့စက်တိုက်ပစ်ခတ်ခြင်း တရင်အထိုင်စခန်းများမှာလက်နက်ကြီးတို့နဲ့ပစ်ကူပေးခြင်းတို့ကိုပြုလုပ်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်းနောက်ထပ်သတင်းရှိမှတစ်ခုကလည်းပြောဆိုပါရတယ်။တိုက်ပွဲကဒီနေ့လည်းဖြစ်နေစေပါနှစ်ဖက်တိုက်ပွဲကပြင်းထန်နေတော့လက်နက်ကြီးပစ်တံဘုံချတံတွေကိုနားရီတောင်ကွဲမတက်ကြရပါတယ်။စစ်တပ်ဘက်ကလေကြောင်းလက်နက်ကြီးစုံတဲ့ပြင်းနေတာလို့၎င်းကဆိုပါရတယ်။အရက်ကတတော်စစ်တပ်ရဲ့လေကြောင်း drone navy မှပြစ်ခတ်တဲ့လက်နက်ကြီးကြီးတို့ကိုအတိအကရှောင်ရှားပြီးဒိုးစစ်ဆင်လာတဲ့စစ်ကြောင်းတွေကိုနေရာဖြန့်ခွဲကအကောင်ဆုံးဟန်ချက်ညီညီပြန်လည်ကုခံတိုက်ခိုက်နေတယ်လို့၎င်းကဆိုပါတယ်စစ်တကကြီးရီလီပူပေါင်းပြီးအေကိုအပြင်းထန်တိုက်ခိုက်နေမှုကြောင့်အနီးအနားလူနေကြေးရွာအချို့မှာလက်နက်ကြီးကြီးများထိမှန်ပြီးပြိုပြတ်မှုများလည်းရှိနေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့လူတက်မှုနဲ့ဖန်စီခံရတဲ့ကိုစလေလောင်းကိုရွေးကောက်ပွဲဝင်ခွင့်ပြုထားကြောင်းတင်ဆက်ပေးပါမယ် လူတက်မှုနဲ့ဖန်စီခံထားရတဲ့ပီသုံးလုံးပါတီကဒိုင်းဒေတာကြီးလွတ်တော်ကိုစလေလောင်းဦးဆိုင်ရွှေထီကိုစစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာရှင်ပြန်ကွင်းပြုလိုက်တယ်လို့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။နိုဝင်ဘာလ10ရက်နေ့ကစစ်အုပ်စုနဲ့ပြည်တွင်းမီဒီယာတွေအုပ်စုဖွဲ့တီထောင်ထားတဲ့ Viber Group မှာတရင်ဌာနတစ်ခုကလူတက်မှုနဲ့ဖန်စီခံထားရတဲ့ပီသုံးလုံးပါတီကဦးဆိုင်ရွှေထီကိုကိုစလေလောင်းကနေပယ်ဖျက်ခြင်းရှိမရှိမေးမြန်းရမှာ UEC ကပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ပုံမှန်30ပုံမှန်ခွဲကကြီးအရာထောင်တန်းကြခံနေရသူတွေကိုရွေးကောက်တင်မြောက်ပိုင်권မရှိပါဘူး။ရာဇသက်ကြီးဥပဒေပုံမှန်300နှစ်မြင်းဆောင်134နဲ့ဖမ်းဆီးခံထားရတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကကိုစလေလောင်းဦးဆိုင်ရွှေထိမှတရားစွဲဆိုခံထားရတာဖြစ်ပြီးတပ်ဆိုင်ရာတရားရုံးမှစစ်ဆေး၍ပြစ်မှုချခံရပြီးထောင်ကျမှသာလွတ်တော်ကိုစလေလောင်းအဖြစ်မှပေဖြတ်ခံရမှာဖြစ်ပါတယ်လို့ပြန်လည်ဖြေကြားခဲ့တာပါ။ စစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာရပ်ပေါင်း90ကျော်သာလိုတော်ပြီးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရားရုံးတွေထုံးစံအရအမှုစစ်ဆေးခြင်းတွေမှာနှစ်နဲ့ချီကြာမြင့်တဲ့အတွက်ပြီးသုံးလုံးပါတီကလွတ်တော်ကိုယ်စားလှယ်ဦးစန်းရွှေထီးမှရွေးကောက်ပွဲဝင်ကွင်းရမယ်လို့တရားလွတ်တော်ရှိနေတယောက်က TVB ကိုပြောပါတယ်မြန်မာနိုင်ငံရဲ့တရားရုံးကထုံးစံကခိုးမှုရိုက်မှုတောင်တနစ်ကျော်ကြာမှအမိန့်ချတာရွေးကောက်ပွဲကရက်90ကျော်လောက်ပဲရှိတာဆိုတော့ဒီရက်တွေအတွင်းတရားရုံးကအမိန့်ချဖြစ်မှာမဟုတ်ဘူး ဒါကြောင့်ပြည်ထောင်လုံးပါတီကဦးစန်းရွှေတီကရွေးကောက်ပွဲဝင်ခွင့်ရမှာပါ UEC ရွေးကောက်ပွဲဝင်ခွင့်ပေးမယ်လို့မပြောချင်လို့ဥပဒေနဲ့ရှင်းပြတာလူတက်ထားလဲမြန်မာနိုင်ငံမှာရွေးကောက်ပွဲဝင်လို့ရတယ်ဆိုတာပြောစမှတ်တွင်သွားတာပေါ့လို့ဆိုပါတယ်နိုဝင်ဘာလ၄ရက်နေ့မနက်၂နာရီခွဲကတောင်ကြီးမြို့နယ်ရက်ကွက်တနေမြင့်နှစ်မှာနေတဲ့ဦးစိုင်းထွန်းစာဆိုသူအမျိုးသားတယောက်ကဦးစိုင်းရွှေတီချန်ထဲမှာရှိတဲ့ကြက်ကိုဝင်ခိုးခဲ့ရမှာ တာဖာနှစ်ယောက်ကဒုတ်တွေနဲ့ဝိုင်းဝန်းရိုက်နဲ့ရာမတိတ်ဆုံသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ပြည်မှုကျွလွန်သူဦးဆိုင်ရွှေထီးနဲ့ဆိုင်းကျော်စွမိုတုတ်ကိုအီတာယာနေမီယက်စကန်ကဖမ်းဆီးပြီးပအမှတ်81မြင်းဆောင်2025ပုံမှန်300နှစ်မြင်းဆောင်134နဲ့အမှုဖွင့်အရေးယူထားပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအမတ်တင်မဲဆန္ဒနယ်မှာအချိုးကျကိုစားပြု PR စနစ်နဲ့ပြည်တုံးလုံးပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်ဟာဦးဆိုင်ရွှေတီအပါအဝင်၁၀ရောက်ရှိနေပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့စားလင်းကြီးဝမ်မီရွာမှာတက်ဆွဲထားတဲ့စစ်တစစ်ကြောင်းမှရဲတအုအလင်းဝင်ရောက်ခဲ့ပြီးမြဝရီကိုစစ်ကြောင်းထိုးနေတဲ့တက်မှနှစ်နှစ်စစ်ကြောင်းမှစစ်သားနှစ်ဦးလဲလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝမ်မီကြီးရွာတဲမှာတက်ဆွဲထားတဲ့အကြံဖက်စစ်တလက်အကန်ရဲတအု PDF အဖွဲ့အတွင်းကိုဆက်သွယ်အလင်းဝင်ရောက်လာကြောင်းဒေတာရင်း PDF တပ်ဖွဲ့မှတာဝန်ရှိသူတအုကပြောကြားပါတယ်။နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းမှာ PDF တပ်ဖွဲ့စီကိုဆက်သွယ်၍ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းအလင်းဝင်လာချိန်မှာကြည်တထုံနဲ့ကြည်ပေါက်သုံးခုပါလာကြောင်းသိရှိရပါတယ်အရင်ရက်တုန်းကအခုအလင်းဝင်လာတဲ့ရဲမိတ်မကို PDF တွေကဖမ်းမိတာအဲ့ဒီကနေ PDF တွေနဲ့ရဲကအဆက်အသွယ်ရပြီးဝမ်မီယွာတဲကထွက်ပြီးအလင်းဝင်လာတာတနက်တော့ပါမလာဘူးတနက်ယူပြီးမလာရဲလို့တဲ့ကြည်တုပ်ရဲ့ကြည်ပေါက်သုံးပေါက်ရဲ့ပါလာပါတယ်လို့တော်လိုင်းသတင်းရှိမြစ်ကပြောကြပါတယ်အကြံဖတ်စစ်ကောင်စီတက်တဲ့အပေါင်းပါရေဟာဝမ်မီယွာတဲမှာနိုဝင်ဘာလ1ရက်နေ့မှစတင်တက်ဆွဲထားခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံကနေသိရှိရပါတယ်။အလားတူကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာလည်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်ရဲ့တပ်မနှစ်နဲ့စစ်ကြောင်းမှစစ်သား၂ဦးမှလက်နက်ခင်းရဲများနဲ့တူအလင်းဝင်ရောက်လာကြောင်းကော့ဘရာစစ်ကြောင်းမှပါဝင်နေတဲ့တော်လိုင်းရင်တရင်ရင်မြစ်ကပြောဆိုပါတယ်။မြောက်ရီမြို့နယ်လိဂိတ်ကော်ကိုစစ်ကြောင်းထိုးနေတဲ့တပ်မနှစ်နဲ့စစ်ကြောင်းမှစစ်သား၂ဦးကလက်နက်နဲ့လက်ယူဆောင်လာပြီးထွက်ပြေးလာကအလင်းဝင်လာခြင်းဖြစ်ကြောင်းအလင်းဝင်လာချိန်မှာရွာသားတချို့ကတွေ့ရှိတဲ့အတွက်ကော့ဘရာစစ်ကြောင်းထံကိုခေါ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ နှစ်နှစ်ကတော့တဖြုတ်ဖြုတ်ကြွေပြီးတိုးတီတိုးလေးဝင်လာတော့ကိုသတိထားမိမှာပါဒီလိုဖြစ်လာအောင်မို့လို့ကိုဆိုတဲ့လူငယ်တယောက်ကလည်းနေမနာညမနာပဲဥဆောင်နေလို့ပါနောက်လိုက်တွေကလည်းတကယ်နောက်လိုက်ကောင်းတွေဆိုတော့ဒီတမကအောင်မြင်မှုတွေတွေ့မြင်ရအောင်မှာပါလို့ကော်ပိုရာစစ်ကြောင်းမှစောကောကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်အလင်းဝင်လာတဲ့စစ်သားနှုတ်ကိုကော်ပိုရာစစ်ကြောင်းကကောင်းမွန်စွာစောင့်ရှောက်ထားပြီးစုငွေချင်းမြင့်က၎င်းတို့တွားလို့တဲ့နေရာဒေသစီကိုပို့ဆောင်ပေးမှဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့ကြံ့ဖို့အမတ်လောင်စစ်ဘိုးချုပ်ဟောင်းတွေကိုရွေးကောက်ပွဲအနိုင်ရအောင်လှုပ်ကြဖို့မင်းအောင်လိုက်ကအမိန်ပေးထားပြီးမယ်လေအစိုးရတင်းနဲ့လွတ်တော်တင်းမှာမြည်သည့်ယာတုနဲ့နေရာပေးမှာကိုတော့အတိမပေးဘူးလို့စူကေကြောင့်တင်ဆက်ပေးပါမယ် ချက်ဖို့ပါတီမှာရွေးကောက်ပွဲဝင်ကြမယ်လွတ်တော်အမတ်လောင်းစစ်ဗိုလ်ချုပ်ဟောင်းတွေကိုရွေးကောက်ပွဲအနိုင်ရရှိရေးလှုပ်ဆောင်ကြဖို့စစ်ခေါင်းဆောင်မင်းအောင်လိုင်ကအမိန့်ပေးထားပေမယ့်လေအစိုးရတင်းနဲ့လွတ်တော်တင်းမှာမြည်သည့်တာဝန်နဲ့ယာတို့များပေးမှာကိုတော့ထုတ်ဖော်ပြောဆိုခြင်းမရှိဘူးလို့စစ်ဗိုလ်ချုပ်ဟောင်းတွေကထုတ်ဖော်ပြောဆိုကြပါတယ်လာမယ့်ဒီဇင်ဘာလအတွင်းမှာပြည်လုံးမဲ့ရွေးကောက်ပွဲမဲဆွေစီယုံရီအတွက်ကြံ့ဖို့ပါတီအတွင်းရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ရီကိုဖွဲ့စည်းပြီးမိတ်ဆက်မှုများလှုပ်ဆောင်စင်မှာစစ်ဗိုလ်ချုပ်ဟောင်းတချို့က နေမီကန်ချက်ဖို့ပါတီဝင်တွေကိုရေကောက်ပွဲအောင်နိုင်ရေးအားတက်သရော့ပါဝင်ပေးကြရင်မြစ်တာရက်ခံကြကြောင်းနိုင်ငံတော်ကတာဝန်ပေးရတဲ့အတွက်အမတ်လောင်းအဖြစ်လာရောက်ရှင်ပြန်ရခြင်းဖြစ်ကြောင်းရေကောက်ပွဲအနိုင်ရရှိရေးစစ်ကောင်းဆောင်မင်းအောင်လှိုင်ကဆောင်ရွက်ရညွှန်ကြားထားကြောင်းရေကောက်ပွဲအနိုင်ရရှိပြီးပါကလည်းအစိုးရတဲ့နဲ့လွတ်တော်တဲ့မှာမြည်သည့်ရာဒူတာဝန်နဲ့နေရာများပေးအပ်မှာကိုမသိရှိပဲကြာရန်တာဝန်ထမ်းဆောင်ရရောက်ရှိလာကြခြင်းဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုကြကြောင်းသိရှိရပါတယ် အခုပါတီတဲမှာအောင်နိုင်အဖွဲ့တွေဖွဲ့တယ်အဲ့ဒီမှာနေမီကွင်းစင်လာတဲ့အမတ်လောင်းပိုးချုပ်ကြီးတွေကသူတို့ဒီလိုလာပြီးရှင်းပြနေတာကနိုင်ငံတော်ကတာဝန်ပေးလို့လာတာအနိုင်ရရှိအောင်အားလုံးကဝိုင်းဝန်းပြီးကူညီပေးကြပါအနိုင်ရရှိဖို့လည်းအထက်ကစူးစမ်းခိုင်းတာတယ်အဲ့ဒါကြောင့်သူတို့ရွေးကောက်ပွဲနိုင်ပြီးရင်လေအစိုးရတင်တဲ့လွှတ်တော်တင်မှာဘာယာဒူဘာတာဝန်ပေးမလဲဆိုတာမသိဘူးဘာတာဝန်ဘာယာဒူမှမပေးရင်လေလွှတ်တော်အမတ်အဖြစ်နဲ့နေမီကန်ပါတီဝင်တွေနဲ့သူတို့တသားတွေရက်တည်မယ်အဲ့ဒါကြောင့်ရွေးကောက်ပွဲအနိုင်ရရှိအောင် အားလုံးကတစိတဝန်တဲ့ကူညီပေးကြပါလှုပ်ပေးကြပါဆိုပြီးမြစ်တာရက်ခံတယ်လို့ကြန့်ခိုင်ရေးပါတီတရင်ရင်းမြစ်ကဆိုပါတယ်ကြန့်ဖို့ပါတီကလက်ရှိမဲဆွယ်စီယုံရေးလှုပ်ဆောင်ရမှာကုံစည်းနှုံကြစီရေးတရားဥပဒေစိုးမိုးရေးနဲ့စီးပွားရေးကောင်းမွန်ရေးဆိုတဲ့အချက်တွေကိုအတိကထားဥတည်မဲဆွယ်နေကြောင်းမဲဆွယ်ပွဲတိုင်းမှာကျန့်ဖို့ပါတီကိုမဲပေးဇက်နဲ့မြည်တို့မြည်ပုံမဲပေးရမယ်ဆိုတာကိုအတိကပြတာစီယုံနေကြောင်းသိရှိရပါတယ် လက်ရှိကျန့်ဖို့ပါတီရဲ့မဲဆွယ်ပွဲလာတဲ့သူတွေကိုစံစီစာအပါအဝင်ရိတ်ခါကြောင်များလမ်းစိအဖြစ်ငွေကျပ်2000ကျန့်ဖို့ပါတီအမတ်တစိအုတ်ထုတ်အင်ဂျီဘောင်းမီရေကိုအခမဲ့ဖြန့်ဝင်နေပြီနေအိမ်တိုင်းမှာကျန့်ဖို့အလံများထောင်ထားကြဖို့အလံငယ်လေးများကိုလည်းထုတ်ပေးနေကြောင်းသိရှိရပါတယ်မဲဆွယ်ပွဲတက်ရင်စံတပီစီ25ကျပ်သားတပူကလပ်ဘဲတထုတ်ပေးတယ်ငွေကတော့2000လမ်းစိနဲ့မိုးဘိုးပေးတယ်ပါတီရဲ့အုတ်ထုတ်အင်ဂျီပေးတယ်အိမ်တိုင်းမှာထိုးထားဖို့ ပါတီအလံလေးတွေပြီးတဲ့ဒါကဗဟုကချပြီးတဲ့ငွေနဲ့လုတာပါလို့ကြန့်ခိုင်ရေးပါတီသတင်းရှင်းပြကရှင်းပြပါတယ်။မင်းအောင်လိုင်းရဲ့စေခိုင်းချက်အရစစ်ကော်မရှင်မှစစ်အရာရှိကြီးများဖြစ်ကြတဲ့အောင်လင်းတွေမြထွန်းဦးဝန်ကြီးတေအောင်စန်းဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်း OTS 66ဒုဗိုလ်ချုပ်ကြီးအောင်တေဆော့ကျော် DS 28ဒုဗိုလ်ချုပ်ကြီးအောင်တပ်ပုံ DS 29ဒုဗိုလ်ချုပ်ကြီးအောင်ဖုံးမြတ် OTS 83ဒုဗိုလ်ချုပ်ကြီးအောင်လင်းအောင် DS 26 ဒုဗိုလ်ချုပ်ကြီးအောင်စိုးတင်နိုင် DSA 38တို့ကပြည်သူ့လွှတ်တော်မြို့သားလွှတ်တော်နဲ့ပြည်내တိုင်းလွှတ်တော်တို့မှကြက်ဖော့ပါတီကိုစားပြုဝင်ရောက်ရှင်ပြန်နေကြပါတယ်။အကြံဖတ်စစ်ကော်မရှင်မှအွန်လင်းတွေးကနေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့ PR မှာ၎င်းညိုစောကကိုကိုကျွန်းပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့မှာ၎င်းမြထွန်းဦးကပြင်းလွင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့မှာ၎င်းရှင်ပြန်ကြမှာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးအောင်တပ်ပုံကစကိုင်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတင့်နိုင်ကမကွေးမြို့နယ်မင်းစနာနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင် ကံမြင့်တန်းကမအူပင်မြို့နယ်မင်းစနာနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်မျိုးသိန်းဇော်ကပေါက်ခေါင်းမြို့နယ်မင်းစနာနေရီကပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်။ကြံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယသီရီမြို့နယ်အငိမ့်စားဗိုလ်ချုပ်ကြီးတေအောင်စန်းကဥတ္တရသီရီမြို့နယ်မင်းကင်မောင်မြင့်ကဇဘူသီရီမြို့နယ်မင်းစနာနဲ့အငိမ့်စားဗိုလ်ချုပ်ကြီးမြတ်ဟင်းကတက္ကိနသီရီမြို့နယ်ပုပ္ပသီရီမြို့နယ်မှာဘူးလက်လှဆွေ ဘူဂျိုဟောင်းမောင်မောင်အုံးကတက်ကုန်းမြို့နယ်မင်းစနနေရုမှာအတိအသင့်ရှင်ပြန်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်။စစ်တပ်ကကြံဖို့ပါတီကိုဘူဂျိုကြီးအစင်းမှာတက်ကြွကြီးစီးအစင်းထိ489ဦးဆီလွတ်ခဲ့ပြီးစစ်တပ်မှဘူဂျိုကြီး2ဦးဒုတိယဘူဂျိုကြီး6ဦးဘူဂျုတ်12ဦးဘူမူဂျုတ်ဘူမူကြီးနဲ့ဒုဘူမူကြီး300ဦးဘူကြီးနဲ့ဘူမူ130ဦးရုံးအုံးမှာတက်ကြွကြီးစီးအထိအခြားအစင်း60ဦးဆီလွတ်ခဲ့ကြောင်း စစ်တပ်ဒိတ်တန့်အရာရှိကြီးများမှကြက်ဖို့ပါတီရဲ့အမတ်လောင်းများအဖြစ်ဝင်ရောက်ရှင်းပြိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့မြောက်ဦးခရိုင်အတွင်းမှာ900ပါစိုက်ကယ်တွေကိုအေအေကပိုင်ရှင်မြောက်တန်ပြန်လဲအနိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရကိုင်းပြည်မြောက်ဦးခရိုင်အတွင်းမှာ900ပါစိုက်ကယ်တွေကိုအရခပြည်သူတော်လိုင်းအစိုးရရဲ့ဒီလက်တပ်ဖွဲ့ဝင်တွေကပန်းရှင်များထံကိုပြန်လည်လွှဲပြောင်းအနှံ့ခဲ့တယ်လို့သိရှိရပါတယ် အဆိုပါ900ပါစိုက်ကယ်တွေကိုပိုင်ရှင်များထံပြန်လည်လွှဲပြောင်းအပ်နိုင်ခြင်းကိုယမန်နေ့နိုဝင်ဘာလ9ရက်နေ့မှာအခမ်းအနားပြုလုပ်ပြီးအနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ABM မှာသတင်းပေါ်ပြပါတယ်။ယခုပြန်လည်လွှဲပြောင်းအပ်နိုင်ခဲ့တဲ့စိုက်ကယ်တွေဟာစေစည်းဖြစ်ပြီးမြောက်ဦးခရိုင်ဖြစ်တဲ့မြောက်ဦးကြောက်တော်နဲ့မင်းပြမြို့နယ်မြန်မာဖြစ်တယ်လို့သိရှိရပါတယ်။ အဆိုပါစိုက်ကယ်တွေကိုပြန်လည်လွှဲပြောင်းပေးတဲ့အခမ်းအနားကိုစိုက်ကယ်ပိုင်ရှင်6ဦးသာတက်ရောက်နိုင်ခဲ့ပြီးကျန်၄ဦးရဲ့စိုက်ကယ်၄စီးကိုအချက်လက်အပြည့်စုံနဲ့လာရောက်ထုတ်ယူနိုင်တယ်လို့လဲဒီလက်တပ်ဖွဲ့ကကြေညာထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကလည်းဒီလက်အဖွဲ့ဟာမင်းပြမြောက်ဦးနဲ့ကြောက်တော်မြို့နယ်တွေမှာအခိုးခံလိုက်ရတဲ့900ပါစိုက်ကယ်25စီးကိုပိုင်ရှင်များထံပြန်လည်လွှဲပြောင်းအနှံပေးခဲ့ပါသေးတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ပေါ့တောင်ပိုင်းမှာစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့ပြီးတနက်9လနဲ့ခဲရန်တွေတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါ့မြုံနယ်တောင်ပိုင်းမှာစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ရမှာစစ်တပ်စစ်ကြောင်းစီကနေတနက်9လနဲ့ခဲရန်တွေတင်ဆက်ရရှိခဲ့ကြောင်းဂျူကာပြောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။စစ်တပ်တို့ MA series တနက်၄လနဲ့ကာပိုင်တလက်60မမဘုံဒီ RPG Inaga နင်းမိုက်တွေကြည်စံတွေနဲ့စစ်သုံးဆောင်ပစ္စည်းအချို့ကိုတိတ်ဆိတ်ရရှိကြောင်းနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်တာမှာတွေ့ရှိရပါတယ်။ဒါအပြင်ဂျိုကာပျောက်ကြားတပ်ဖွဲ့ရဲဘော်တဦးကအစင်ပြီလားပေါက်ကိုတော့ပေါက်ကိုတော့အစင်ပြီလားကိုကိုမဟုတ်ဘူးကိုကိုမဟုတ်ဘူးကြိုက်တာလှက်လိုက်အစင်ပြီလားပေါက်ကိုတော့ရဲ့တစ်ချိုကုန်းနဲ့ဝန်ချုံပေါက်တောင်ပိုင်းရွာတွေဖြစ်တဲ့အခြေအနေလေးလည်းပဲလို့လဲမေးပေးပါအောင်တစ်ချောက်အခြေအနေကပြီးရင်အာစီဆောက်ပေးမှာပေါ့လို့ပြောဆိုထားတဲ့ရုပ်တံဖိုင်လေးပါဝင်ပါတယ် နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်စဉ်ကိုထုတ်ပြန်လို့မရသေးလို့ပေါ့တောင်ပိုင်းမှာစစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်နေတဲ့ Rough Revolution Force တောင်းရှိသူကပြောပါတယ်။ရွေးကောက်ပွဲမတိုင်မီနေမီထင်းချုံရေးအတွက်တော်လိုင်းရေးတပ်ဖွဲ့တွေစွန့်မိုးရပေါင်းမြုပ်နေတဲ့တောင်ဘက်ချမ်းကိုစစ်ကောင်စီကဒေတာရင်းပြည်သူစစ်ပြူစော်တီတွေနဲ့ပေါင်းပြီးအင်အား400ဝန်းကျင်နဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။လက်ရှိစစ်တပ်စစ်ကြောင်းဟာပေါင်းမြုပ်ဘက်ကိုချိန်ကပ်ပြီးမြို့အနီးတစ်ဝက်ကရွာတွေကိုမိရှို့တာတွေရှိတယ်လို့သိရှိရပါတယ်။ စိတ်ဖြူအခြေဆိုင်အမှတ်22ကာဝေးပစ္စည်းစစ်ရုံကပ္ပစ22ကနေတက်မကူကူလောက်ကန်တရင်3ရက်ကအော်တိုဘလ29ရက်နေ့ကစပြီးပောက်တောင်ဘက်ချမ်းကိုစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။တရင်139 619 14ကိုပူပေါင်းထားတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်တွေကအော်တိုဘလ31ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား3ကောင်နဲ့လက်နက်ခင်းရဲ့အချို့ကိုကာကွယ်ရေးတပ်တွေကရရှိခဲ့ပါတယ်။ ဒါအပြင်အဲ့ဒီစစ်ကြောင်းကနေပဲနိုဝင်ဘာလ10ရက်နေ့ကထွက်ပြေးလာတဲ့စစ်သားနှစ်ဦးကိုပေါ့မြင့်နဲ့ပကဖကလက်နက်တွေနဲ့တကွဖမ်းဆီးရရှိထားပါတယ်။လက်တလုံးစီရေအပေါ့စိတ်ဖြူလမ်းပိုင်းကိုရက်အကန့်အသတ်မရှိပိတ်ပင်ထားတယ်လို့ကာကွယ်တပ်တွေကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့အရေးပေါ်အဖြစ်ကြီးညာထားတဲ့63မြို့နယ်မှာမကွေးတိုင်းတက်ကတီလင်းပေါ့မြိုင်စောနဲ့ရည်စကြုံမြို့နယ်တို့ပါဝင်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ကလေးမျိုးမှာစေအုစုခန့်ရက်ကွာအုတ်ကြီးဒုအရာခံဘုံနဲ့ပြူရီပူပေါင်းကဓမြတိုက်ခဲ့ပြီးလက်ပူလက်ကျက်မိလို့စေအုစုကမလွဲမရှောင်တာဖန်စီခေါဆောင်တော်ကြောင်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးမှာယမန်နီညပိုင်းကစေအုစုခန့်ထားတဲ့ရက်ကွာအုတ်ချုပ်ရေမူဒုအရာခံဘုံနဲ့ပြူစောတီတွေပူပေါင်းပါဝင်တဲ့အဖွဲ့ကနေအိမ်တအိမ်ကိုစီနေဓမြတိုက်ခဲ့ပြီးလက်ပူလက်ကျက်မိလို့စေအုစုကမလွဲတာမရှောင်တာဖန်ခေါ်သွားတယ်လို့ ဒေသခံတရင်ရှိမြတွေကပြောပါတယ်။နိုဝင်ဘာလ၈ရက်နေ့ညပိုင်းအချိန်ကလေးမျိုးအောင်တင်းစွာရက်ကွက်ကစီအုပ်စုကရက်ကွက်အုတ်ချူရေးမှုကဥဆောင်ကတားဖြစ်သူဒုအရာခံဘုံနဲ့ပြူစောတိရှိဦးတို့ပူးပေါင်းပြီးကလေးမျိုးတာဟန်ရက်ကွက်ထဲကနေအိမ်တအိမ်ကိုဓမြတိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုရက်ွက်ကြော်ပြီးဓမြလာတိုက်တဲ့အုတ်ချူရေးမှုဥဆောင်တဲ့ဓမြအဖွဲ့ကအင်ရှင်တက်က ကျက်သိန်း3000ထုတ်ပေးဖို့ဓမြတိုက်နေချိန်မှာစီအိုစုတက်အကြောင်းကြားပြီးဖမ်းဆီးရမှလက်ပူးလက်ကျက်ဖမ်းမိတော့လို့ဒေတာကန်တရင်ရှိမိကပြောပါတယ်။အောင်သစ္စာအုတ်ချုပ်ရေးမှုနဲ့ဒုအရာခံပူတာကဓမြတိုက်တော့သိန်း3000တောင်းနေကြရတယ်။အဲ့ဒါတာဟန်ရက်ကွက်မှာဓမြတိုက်နေတော့ညာရင်းချင်းစစ်တကဖမ်းသွားတယ်လို့ဆိုပါတယ်။ရက်ကွက်ကျော်ဓမြတိုက်ချိန်လက်ပူးလက်ကျက်ဖမ်းမိတဲ့အတွက်စီအိုစုခန့်အုတ်ချုပ်ရေးမှုဒုအရာခံပူနဲ့ပြူစောတီ၈ဦးတို့ကိုစီအိုစုက ကလေးမျိုးမှရေစကန်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးလက်ရှိအချိန်ထိရေစကန်မှာချုပ်နှောင်ထားစေလို့ကြားရကြောင်းမြို့ခံတဦးကပြောပါတယ်။သူကအွန်တစ်စာရက်ကွက်အုတ်ချုပ်ရင်းမှုလုပ်ပြီးတော့ကားရီဝယ်စည်းလို့ငွေတော်တော်လုံနေတယ်သိရတယ်။သူအရာကန်ဖို့တားကတော့စေးသမားလို့ဆိုပါတယ်။ပြီးခဲ့တဲ့2023ကလည်းကလေးမျိုးအွန်တစ်စာရက်ကွက်ကနေအိမ်နဲ့အိမ်တပြားတိုက်ခံခဲ့ရပြီးကျွလွန်သူရာစေအုပ်စုလက်သက်မွေးတနက်ထုတ်ပေးထားတဲ့ပြူစောထီတွေဖြစ်တယ်လို့မြို့ခံတွေကပြောပေမဲ့စေအုပ်စုကတော့ ျူးလွန်သူတွေကိုဖမ်းဆီးတာမရှိခဲ့ပါဘူးလက်ရှိမှာတော့ရက်ကွက်ကြော်ဓမြတိုက်ချင်းမှာလက်ပူးလက်ကျက်မိတာကြောင့်မြို့ခံတွေကြည်နက်အောင်အဖမ်းပြတာဖြစ်နိုင်ပြီးဘေးချင်းပြန်လွတ်မယ်ဆိုတော့ကိုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်အနာသိန်းလေးနှစ်ကျော်အတွင်မှာကလေးမျိုးပေါ်မှာရှိတဲ့အောင်တစ်စားနဲ့တာဟန်ရက်ကွက်ကလေးနယ်မှာရှိတဲ့အဖွဲဆက်ကြီးရွာတွင်မှာဓမြတိုက်မှု၁၀ကျော်ဖြစ်ပွားခဲ့ပြီးကျူလွန်ဒရီကိုတော့စစ်အုပ်စုကဖမ်းဆီးနိုင်တာမရှိခဲ့ဘူးလို့ဒေသခံတွေကပြောဆိုကြပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့မော်လမြိုင်မြို့ဇီးကျူအဝိုင်းမှာစစ်တပ်တရင်ပင်းနဲ့မူရစ်ဇေဝရောင်းဝယ်သူတုံးပြစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မော်လမြိုင်မြို့ဇီးကျူအဝိုင်းမှာစစ်တပ်နဲ့ပူးပေါင်းပြီးမူရစ်ဇေဝရောင်းဝယ်ဖြန့်ဖြူးလှုပ်ဆောင်နေသူတုံးပြစ်ခတ်ခံရပြီးသေဆုံးသွားခဲ့ကြောင်းဒေသပြည်သူများနဲ့အွန်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့နိုဝင်ဘာလ9ရက်နေ့ည09:33မိနစ်ခန့်မှာမော်လမြိုင်မြို့ဇီးကျူအဝိုင်းမှာရှိတဲ့ မြင်လူလန်းဆိုင်မှာအကြံဖတ်စစ်တပ်နဲ့ပူးပေါင်းပြီးတရင်ပေးနေသူများလည်းဖြစ်မူရဲ့စေဝါရောင်းဝယ်ဖြန့်ဖြူးရေးလှုပ်ဆောင်နေသူ၃ဦးတို့ကိုတနတ်သမားတွေကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာမူရဲ့စေဝါရောင်းဝယ်ဖြန့်ဖြူးရေးလှုပ်ဆောင်နေတဲ့အကြံဖတ်စစ်တပ်တောက်တိုင်မောင်မနီခေါ်ကလားနဲ့အပေါင်းအပါ၂ဦးလုံးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ မနေ့ကည09:33မိနစ်မှာမော်လမြိုင်မြို့ဈေးကျုပ်အဝိုင်းကမြို့ရှောင်းလန်းနာမြင်သူလန်းဆိုင်မှာဒလန်3កောင်အပြစ်ခံရပြီးသေဆုံးတယ်။ပြစ်ခံရတဲ့3កောင်က WY တွေကိုစစ်ခွေးတွေနဲ့ငွေပေးယူလုပ်နေတဲ့သူတွေပါ။သေဆုံးသူ3កောင်တည်းမှာမောင်မနီခေါ်ကလားအမိပဲသိရတယ်။ကျန်တဲ့កောင်အမိကတော့မသိရဘူးလို့ဒေတာရင်းစီရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Mon State Revolutionary Force MSRF နဲ့ရမညမွန်တက်တော် RMA2 ကပြုလုပ်ခဲ့ကြောင်း ဒေတာရင်းစီတရင်ရှိမြက်ကပြောဆိုပေးမယ်လေရန်ကုန်ခေတ်တဲ့တရင်ဌာနကဆက်လက်အတည်ပြုနိုင်ရန်ကြိုးပမ်းနေစေဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုစုံတိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရွှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာ